အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာမင်းမျက်နှောင်ရေးသားထားတဲ့ The Village Bus Guy အတွဲ1ရဲ့အပိုင်း1လေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစာရေးသူကိုလေယိုဒီလေးစားစွာဖြင့်ကာရဝပြုအပ်ပါတယ်ခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဇလန်းလေးကိုစလိုက်ရအောင်ပါဗျာ 1980နဝင်ဘာလ10မြမပြည့်ကရင်ရတဇောင်းမုံလှဆန်း3ရင်တနင်းလာနေညတကောင်ရန်လူကြီးတိတ်ချင်းလဲကူးရတောင်ပိုင်းရှိဒေါ်ဧခင်နေအိမ်ချမ်းဝန်းထဲကို လူငယ်3ဦးတိတ်တဆိတ်ဝင်ရောက်လာကြပါ၏ထိုလူငယ်3ဦးကခြံထဲကိုရောက်လင်းရောက်ရှင်အိမ်နောက်ဖေးဘက်ကိုဂုံဂုံကွက်ကွက်နဲ့ ခြေတံလုံးလုံးရှောက်သွားပါတယ်။လူငယ်သုံးဦးထဲမှာတဦးကဟေးမြန်မြန်လှုပ်ကွာအဖွားကြီးနိုးသွားလို့ချက်ခိုးတာမိသွားရင်ငါတို့တည်မှာမင်းစောက်ပစာပိတ်ထားစမ်းပါအဲ့ဒါနဲ့ပဲတည်တော့မယ်တဦးကဟန့်ပါတယ်နောက်တဦးကအိတ်တန်းတက်နေတဲ့ကြက်တကောင်ကိုဘိုက်ကနေအသာပွေ့ပြီးတော့ဖမ်းပါတယ်ဟေးကောင်လေးရပြီကွာသွားကြမယ် ေးအေးမြန်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 လူငယ်တုံးကကြက်တကောင်ကိုပွေပိုက်ပြီးတော့ခြံထဲကနေခတ်တုတ်တုတ်ထွက်သွားကြပါ යි မနဲ့နေလင်းသည်ဖြင့်ရွာလေပိုင်းဒေါ်လာနုအိမ်ကိုဒေါ်ရခင်ထမင်းခတ်တူတူဝုတ်ပြီးတော့ဒေါ်တာတကြီးရောက်လာပါ යි ဟဲ့လာနုထွက်ခဲ့စမ်းအခုထွက်ခဲ့စမ်းဒေါ်အေးခင်ကခြံရှိကနေအသံအကျယ်ကြီးနဲ့អော်ပါ යි မကြမီအိမ်နှင်းကနေဒေါ်လနူထွက်လာပါတယ်အေးခင်ပါလားဒေါ်သားတကြီးနဲ့ဘာများပြည့်လို့လဲမထိတ်တာမလန့်တာရှိလေတာဟဲ့ဟဲ့လနူညီးသားပဲမလဲအေးခင်ရေတီကောင်ကြော်တော့ဘယ်တော့မှမနဲ့အစော်ကြီးထားဘူးလို့လေအဲ့နေဟဲ့နင့်သားကိုအခုလို့ညငှိုက်ကကြက်ဖာကြီးပြောက်သွားတယ် အာဒင်းလက်ချက်ပဲနေမင်းနင့်သားကိုအခုနိုးအေးကင်ဒီကိစ္စကြော်တွန်းလို့တော့မဟုတ်တော့ဘူးနော်ညကဒီကောင်အမူးလုံပြီးတော့အိတ်နေတာမထနိုင်ဘူးဟဲ့ညီသားကိုဘာမှကာပေးမနေနဲ့ဒီရွာမှာလက်ရဲစက်ရဲရှိတာညီသားတယောက်ပဲရှိရဲ့ထိုးခိုက်အိမ်ထဲကနေလူငယ်တူးထွက်လာပါလေလူငယ်ကစပင်ဘုတ်တိုင်းအသားခက်လလာ အရ9ပေရှစ်လဲမပပိန်ပါပါနှကမ်းမွေးရီတီတီနဲ့မေးဘာဝင်ဖြစ်နေကြလဲလူငင်ကအဲ့ချင်မူးတူနဲ့စပင်ကိုလက်နဲ့ကုတ်ပြီးတော့ဝါးတစ်ချက်တက်ပါတယ်ဟဲ့ကြော်တော့ညနေဘဲကိုသွားသေးလဲဟမ်ညအကျုပ်ဘဲကိုမှမသွားပါဘူးမေးအမူးလိုပြီးတော့အဲ့နေရလေး အမေလဲသိရကနဲ့အထူးဇန်လာမိနေရဗျာဟဲ့ကောင်ကျော်လုံးနေငှကြက်ကိုညခိုးသွားတယ်မလားအခုကြက်ဘူးလာတောင်းတာဟဲ့ဟမ်ကျိုးကခမားကြက်ကိုညခိုးတယ်ဟုတ်လားဆောက်ရင်မပါတဲ့ဇကားကိုလာမပြောနဲ့ဘွားကြီးဟဲကြည်စမ်းမရိုင်းလိုက်တာလူကြည့်ရောလက်တလောက်နဲ့နေမေနေကိုမဆုံးမဘူးလား ဟာကွာဒီဘွိုင်းစောစောစီစီစောက်စကားလာမြပြီးတော့အခုတို့လာပေးနေရဲ့ကြော်တုံးကပစိုးကိုခတ်တူတူပြင်ခုပြီးတော့ဝါထရံမှာအစ်စ်ချိတ်ဆွဲထားတဲ့ငှက်ကြီးတော်ဈာကိုဆွဲယူပါတယ်ကြော်လနုကကြော်တုံးကိုအတင်းတားပါတယ်ကြော်တုံးတာမလုံနဲ့မားမယ်ဟဲ့အရင်ဆိုင်ကောင်မိမဆုံးမှဖမဆုံးမှသာ လာလေတတိရှိရင်လာခဲ့လေ ငါကြဲ့ကိုလည်းခူးသေးတယ်ငါ့ကိုလည်းစော်ကားသေးအမေကျုပ်လွတ်ဗျာကျုပ်ဒီဖွားကြီးကိုတတ်မယ်ဒေါ်လာနုကကြော်တွုံးကိုအတင်းဆွဲထားပါတယ်ကြော်တွုံးကအတင်းယုံကန်ပါတယ်ခွန်အားချင်းမမျှတာကြောင့်ဒေါ်လာနုကြော်တွုံးကိုကြာကြာမဆွဲထားနိုင် အချိန်နေမဟန်မန်းသိတဲ့ပြည့်ကြော်အေးခင်တုတ်ချီတင်လှစ်ပြေးသွားပါတယ်ဟာဗျာအမေဆွဲထားလို့တာပေါ့ ။နှုတ်မို့ဒီဖွိုင်းဇက်ပြလောက်ပြီ။ဒါကြော်တော့စိတ်လျှော့စမ်းဒီကိစ္စကိုမင်းမလုပ်ဘူးဆိုတာအမေသိတယ်။ရွာထဲကတခြားကလေးတွေလှုပ်တာဖြစ်မယ်။ကြော်တော့ကိုဘာကောင်ရမတ်နေလည်းမသိဘူး။ဝေဒူလာဆန်းနေကြတယ်။ခိုးတဲ့ကောင်တွေကိုကြုတ်သီးလို့ကတော့ခေါင်းတွေကြီးပဲရိုက်ခွဲပြီးမယ်။ကြော်တော့ဆိုတဲ့ကောင်ကမဟုတ်လို့ကတော့အမေလင်အဘပြောရင်တော့ခံမဲ့ကောင်မဟုတ်ဘူး။စေရှော့ပါဒါရဲ့ ူများအပြစ်ကနေကို့အပြစ်ဖြစ်နေပါမယ်။ဟုတ်ပါပြီမေယာ။ကိုဆူးမြအရက်ဆိုင် ကိုတွားတော့မယ်။ကျုပ်ကိုအရက်ပူလီပြီးပါဦး။မင်းလေအရက်ပဲတောင်းနေ။အလုတ်လေးပါလေးလုပ်ဖို့စိတ်ကူးမရှိဘူးလား။ဘယ်ရွယ်တိမိဘစီကပိုက်ဆံကိုလက်ဖြန့်တောင်းနေမှာလဲ။ဟာဗျာ။အမေပိုက်ဆံပေးပါလား။မပေးဘူးလား။မပေးရင်လည်းနေဗျာ။ကျုပ်သွားပြီ ကျော်တော့ကစိတ်မရှိသည့်လေးတံဖြင့်ပြောပြီးတော့ရွာနောက်ဘက်ကအရက်ဆိုင်ဘက်ကိုထွက်သွားပါတယ်။ကျော်လာနုဒီအောင်သားဖြစ်သူကိုကြည့်ပြီးတော့တပ်ပြင်းတစ်ချက်ချလိုက်ပါတယ်။ကျော်တော့တို့ကအမေတခုသားတခု ဖခင်ဖြစ်သူဦးကျော်တင်ကကျော်တော့ငငယ်လေးတဲ့ကပိုးထိပ်ပြီးတော့ဆုံးပါသွားပါတယ်။ဖခင်ကြီးဆုံးပါသွားတော့ကျော်တော့ရဲ့အသက်မှာ၃နှစ်ပင်မပြည့်သေး။လူမမယ်ကလေးတစ်ယောက်နဲ့ ဒေါ်လာတို့ခမအတော်ဒုက္ခရောက်ရရှာပါတယ်အားကိုးစရာဆွေမျိုးသားချင်းကလည်းမရှိ ဥကျော်တင်းတဲ့ဒေါ်လာတို့ကလဲကူရဇာတိမုတ်ဥကျော်တင်းကဆင်းရဲသားဒေါ်လာတို့အိမ်ကသရင်ငါတူဒေါ်လာတို့ကလူချမ်းသာတူချစ်ချင်းအစတနာချင်းကဟုဆိုသလိုဥကျော်တင်းရဲ့ဘဝကိုတနာရာကနေစပြီးတော့နှုတ်သားချစ်ကျွမ်းဝင်တဲ့အဆင့်ထိရောက်သွားကြပါတယ် ချိုချောင်းကိုဖခင်ကြီးသိတော့သမီးဖြစ်သူနဲ့ဥကြော်တင်တို့စင်းရဲသားကိုသဘောမတူဒေါ်လာနုကလည်းဥကြော်တင်ကိုမခွဲနိုင်ဒါကြောင့်မိဘရင်ခွင်ကိုခြေစုံကန်ပြီးတော့ဥကြော်တင်ရဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက်ပါလာခဲ့ပါတယ်ထို့သူပြည်လဲကူရွာကိုရောက်လာကြပြီးတော့စမြုပ်ကနေထိုင်ခဲ့ကြပါတယ်ယခုတော့ဥကြော်တင်ပိုးထီပြီးတော့ဆုံးကြပြီဒေါ်လာနုခမညာ မလုတ်တမကင်တက်နဲ့လူမမန်ကလေးတစ်ယောက်ကိုသာရင်ဝယ်ပတ်ပြီးတော့ကြံခဲ့နေပါတယ်။ရွာနောက်ပိုင်းကကိုဆိုးမြအရက်ဆိုင်တဲ့ကိုကြော်တွုံးဝင်လာပါတယ်။ထို့နောက်လူလွတ်တဲ့ဝိုင်းတစ်ဝိုင်းမှာဝင်းထိုင်လိုက်ပါတယ်။ကြော်တွုံးကိုမြင်သည်နှင့်ဘေးဝိုင်းမှာအရက်ထိုင်တော့နေသောမောင်ခင်နဲ့ထုံးလာတော်လျောက်အရက်ပလင်းကိုစီကန်ပြီးတော့ထလာ၍ကြော်တွုံးနဲ့တဝိုင်းရဲထိုင်ပါတယ်။ကြော်တွုံး စောစောစစ်စစ်ဘလို့ဖြစ်လာလဲမင်းကြည့်ရတာသုံးပုံနေလို့ပါလားအရာအသာထားကွာမင်းလက်ထက်ကပလင်းကို အရင်ပြေးစမ်းပါဦးမောင်ခင်ကပလင်းကိုကြော်တွန်းထံကိုကမ်းပေးပါတယ်ကြော်တွန်းကအရက်ပလင်းကိုဆွဲယူပြီးတော့အငမ်းမရပေါက်ပါတယ်ပလင်းထဲကအရက်ကုန်းမှာပလင်းကိုခုံပေါ်ကိုစောင့်ချပြီးတော့ဟိုဖွားကြီးပါကွာစောစောစစ်စစ်ငါအိမ်ရှိကိုလာပြီးတော့ ဆောက်ရေးမပါတဲ့ဇကားတွေလာပြောအောင်နေဒေါသထွက်လာတာဘယ်ဘွားကြီးလဲကွာမင်းမိတွေဒေါ်အေးခင်ကြီးကိုပြောတာမင်းအမိကလောငါမိတို့ရမှာလားငါအဖေမမိမတယောက်ပဲရှိတယ်ထားကွာအဲ့ဒီဘွားကြီးကမင်းအိမ်ကိုဘယ်လိုကြောင့်ဆော်ဆော်စီစီရောက်လာလဲမသိပါဘူးကွာသူ့ကျဲကိုငါခုတယ်တဲ့ဆောက်ရေးမပါတာ ဗမအေဘေးကခိုးပြီးတော့ငောက်လွဲချလိုက်လဲမသိဘူးဟာကြော်တော့ဒီကိစ္စရွာတောင်ပိုင်းကကောင်းတွင်ရဲ့လက်ချက်ပဲဖြစ်မယ်ကွာမင်းညကဟိုးဘေးရွာထန်းတော်ထဲမှာဒီကောင်းတွင်တိုး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 နဲ့တိုင်ပင်နေတာငါကြားခဲ့မင်းကိုဒီကောင်းတွင်တက်တက်ကြောက်ချတာထွန်းလာကဝင်ပြောပါတယ်ဘဲကောင်းဝင်လေဘသူကမလဲတီရွာမှာမင်းကိုမကြည့်တာ ကျော်ဝင်းတို့ရဲ့အုပ်စုပဲရှိရင်မအီလို့ကျော်ဝင်းတွေးပြီပေါ့ကွာစောက်ခွက်စုပ်ပြီးသားမကျော်တို့ကစပွဲကုန်ကိုလက်သီးနဲ့အားပါပါထိုးပြီးတော့ဒေါသတကြီးထွက်သွားပါတယ်ချုံလားငါတို့ဘာလုပ်ကြမလဲဒီကောက်တော့ကိုလိုက်သွားမလားမောခင်ကျော်ဝင်းဆိုတာကငါတို့နဲ့တရွာသေးသားကွာတရွာသေးသားချင်းတော့မထွေးချင်ဘူးကွာ ဒီတော့လူကြီးကိုသွားခေါ်မယ်အေးအဲ့ဒါကောင်းတယ်မောင်ခင်နဲ့ထွန်းလာကြော်တော့နောက်ကိုမလိုက်ပဲနဲ့လူကြီးအိမ်ကိုအပြေးသွားပါတယ်ရွာပြန်လဲကွင်းစာမှာကြော်ဝင်းအုံးတင်ကြော်မြင့်တို့တို့ညာကကြက်ခိုးတဲ့ကိစ္စပြောပြီးတော့ပွဲကြနေပါရဲ့ကျော်ဝေးဒီချိန်ဆိုရင်ဟိုကောင်ကျော်ထိုးအိမ်မှာဒေါ်ဧခင်ကြီးတောင်းကြနေလောက်ပြီကွာ ဒီဘွားကြီးကအတော်ပေါက်ဆိုးတာကြော်တော့ကြော်တော့ဒီခွေးပါသားငါ့ကိုကြော်တာတွေများနေပြီဒါကြောင့်အခုလိုလှုပ်လိုက်တာကျော်ဝင်ဒီကောင်ကိုရှော့တော့မတွေ့နဲ့ဒီကောင်ကလက်ရဲစေဒီကိစ္စငါတို့လှုပ်တာလားသိသွားလို့ကတော့မိုးမီးလောင်ပါဒီကောင်ကမိခဲကွာတော်စမ်းပါကွာလူနှစ်ယောက်လောက်ကိုရိုက်ဖူးတဲ့ကောင်ကိုမင်းတို့ကကြောက်နေရလား ဒီကောင်လောက်ကတော့ကျော်ဝင်းဆိုတဲ့ကောင်ကခေါင်းထဲမှာမထည့်ဘူးကျော်ဝင်းကခရရပြုံးပြီးတော့နဖူးပေါ်မှာကြောက်နေတဲ့သပင်ကိုလက်နဲ့တတ်တင်လိုက်ပါတယ်ခဏအကြာမှာတော့ထိုနေရာကိုကျော်တွန်းဒေါသတကြီးနဲ့ရောက်လာပါတယ်ဟေးကောင်ကျော်ဝင်းမအေးလို့မင်းကငါ့ကိုကြောက်ကြတယ်ဟုတ်လားမင်းယောက်ျားမဟုတ်ဘူးလားယောက်ျားဆိုရင်ယောက်ျားလို့ရှင်းနေကွာစောက်ချောက်လို့ဟိုလူကြောက်ချာ ဒီလူကြောက်ချာလုံမနေနဲ့အဲ့တော့မင်းကဘာဖြစ်ကျင်လဲကွာမင်းစောက်ဝက်ကိုထိုးကျင်တာပေါ့ကွာမေးလို့ရကျော်ထုံးကကျော်ဝင်းရဲ့မျက်နှာကိုပြေးထုတ်ပါတယ်ကျော်ဝင်းကခေါင်းကုန်းလျှော်ပြီးတော့ကျော်ထုံးကိုလုံးချလိုက်ပါတယ်ကျော်ထုံးကအပေါ်ရောက်လိုက်ကျော်ဝင်းကအပေါ်ရောက်လိုက်နဲ့လူဦးသားလုံးထွေတပ်ပုတ်နေကြပါတယ်ခဏအကြာမှာတော့မောင်ခင်းနဲ့ထွန်းလာရွာလူကြီးကိုခေါ်ပြီးတော့ရောက်လာကြပါတယ် ဟေ့ကောင်လေးရက်စမ်းဘလို့တွေဖြစ်နေကြလဲဟိုခွေးမသားနှကောင်ဘာရကြည့်နေရလဲမင်းတို့လူကိုဝင်ဆွဲလေရွာလူကြီးကငောက်လိုက်မှမမီတို့လူကိုအသီးသီးဝင်ဆွဲကြပါလေချွနောက်ဘာတွေဘလို့ဖြစ်ကြလဲငောက်ပြောစမ်းဒီကောင်ကျုပ်ကြောက်ချနေရကနေစတာလူကြီးဘာကွာကျော်ဝင်းကကျော်ထွန်းကိုချိုးပါတယ် ကျော်ထွန်းကလက်ကိုဖမ်းဆွဲပြီးတော့ပြန်ထိုးပါတယ်။ဖြောင်းကနဲ့အသံနဲ့တူကျော်ဝင်းလဲထွက်သွားပါတယ်။ပါတစ်ဖက်နီးရဲသွားပါတယ်။ဟေ့ကောင်မင်းတို့ပါကောင်တယ်လေ။ငါလူကြီးရှိမှတော့ထိုးလာကြိတ်လာနဲ့။မင်းတို့ကလူမိုက်နေလား။ဘလောက်မိုက်လို့လဲမအီလို့တွေ။ရွာလူကြီးကိုဝင်ဟန့်မှာနှအူးလုံးညိန်သွားပါတယ်။ကျော်ဝင်းကမကြည်နဲ့။နီးရဲနေတဲ့ပါတစ်ဖက်ကိုလက်နဲ့ကင်ပြီးတော့ အန်ကိုတင်းတင်းကြိတ်ထားပါရဲ့ရွာလူကြီးကကြော်ဝင်းရဲ့လူတွေကိုကြည့်ပြီးတော့ပြဿနာဘယ်ကစလဲပြောကြစမ်းချက်ခိုးတာကနေစတာပါလူကြီးဘာကွာချက်ခိုးတယ်ဟုတ်လားဟုတ်ပါတယ်လူကြီးချက်ကဘယ်ကောင်ခိုးရလဲကျွန်တော်တို့နဲ့ကြော်ဝင်းခိုးတာပါလူကြီးမင်းတို့ဟာမင်းတို့ချက်ခိုးတာကို ကျော်ထုံးကဘလို့လုပ်ပြီးတော့တီကိစာထဲမှာပါလာတာလဲငါ့အောင်ရှင်းရှင်းလင်းလင်းပြောစမ်းဒါကဒီလိုရှိပါတယ်လူကြီးအုံးတင်ကဖြည့်ပြတ်တဲ့မြောက်ကိုပြန်ပြောပြပါရင်ရော်လူကြီးကခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပါတယ်ဒါဆိုရင်ကျော်အေးကင်းအိမ်ကကြက်ခိုးတဲ့ကိစ္စကကျော်ထုံးနဲ့မဆိုင်ဘူးပေါ့ဟုတ်ပါတယ်လူကြီးအေးကျော်ထုံးမင်းသွားတော့ကျော်ထုံးကမသွား ရွာလူကြီးကို ရှုတီတီရှိုက်ကြည့်နေပါတယ်။ဟေ့ကောင်ကျော်တော်မင်းကိုသွားတော့လို့ငါပြောနေလေ။ကျော်တော်ကကျော်ဝင်းကိုကြည့်ပြီးခရရရဲ့ပြုံးပြီးမှသွားပါတယ်။ဟိုနကောင်မင်းတို့ကောင်နောက်ကိုလိုက်သွား။ဘာပြဿနာရှာအောင်မလဲမသိဘူး။မောင်ခင်နဲ့ထွန်လာရွာလူကြီးကိုခေါင်းကြီးပြပြီးတော့ကျော်တော်နောက်ကိုအပြေးလိုက်သွားကြပါတယ်။ဒီတော့မှရွာလူကြီးက ကျော်ဝင်းတို့သုံးယောက်ကိုကြည့်ပြီးတော့မေးလို့တော့ငါစောက်ပြတနာကိုမိခွက်ထုံးမိရယ်ကျော်တို့ဆိုတဲ့ကောင်က မဟုတ်မခံတဲ့ကောင်စားမျိုးအကုန်တီကုန်လိုက်မယ်မင်းတို့တော့ကောင်ဒေါ်ဝေးခင်ကိုကြက်ဖို့အယောပြီးပြီးတော့ပြန်တောင်းမှလိုက်ကြားလားဟုတ်ဟုတ်ကဲ့ပါတကြီးရွာလူကြီးကလက်နောက်ပြစ်ပြီးတော့ထွက်သွားပါတယ်ရွာနောက်ဘက်ကကိုစိုးမြအရက်ဆိုင်ကို ကျော်တို့တို့သုံးယောက်ပြန်ရောက်လာကြပြန်ပါတယ်ကျော်တို့ငါကောအစင်ပြီးရလားပြေးပါတယ်ကွာဒီမေဘီလောက်ကတော့အေးစီပါဘာစမှရှိတဲ့ကောင်မဟုတ်ပါဘူးအေးအေးမေဘီကဘာစမှမရှိရတော့အမှန်ပဲအေးဒါပေမဲ့မိမလို့မိမရကောင်မင်းကိုချောင်းလို့မှာပဲငါတို့ကစိုးရင်တာလှုပ်ဆမ်းပါစီကွာနောက်တခါဆိုအေးမေဘီဖိုက်ပွင့်မိတာမှာ ဒီကောင်နဲ့ငါညိတာတခါလဲမဟုတ်တော့နှခါလဲမဟုတ်တော့များနေပြီဒါရီချကွာအရက်ဆိုင်လာပြီးတော့အရက်မတော့ပဲစကားပြောနေရတော့တဘာဝမကြောက်အရက်လေးနည်းနည်းမော့ကြတာပေါ့အဘီဟိုဘက်ရွာကျက်ဝိုင်းကိုသွားကြည့်ရအောင်မောင်ခင်ကအရက်နှလုံးလမ်းမာပါတယ်ခဏအကြာတွင်အရက်နှလုံးစပွဲကုံပေါ်ကိုရောက်လာပါတယ်ကြော်တော့ကအရက်နှလုံးကိုဆွဲယူပြီးတော့တကြိုက်တဲ့မော့ပါတယ် မောင်ခင်နဲ့ချွန်းလာကအရက်ကိုခွဲတဲ့ကိုငဲ့ပြီးမှဇင်ခံတောက်ပါတယ်။ပလင်းတဲ့ကအရက်ကုံမှကျော်လုံးကပလင်းကိုခုံပေါ်ကိုပြန်ချပါတယ်။ချွန်းတော့သတွေးကိုပြစ်ခနဲ့ထွေးပြီးတော့မောင်ခင်ဘေးရွာမှာလဲကွာကြက်ဝိုင်းကငါမသိပါလားကိုကိုကုံမပါလေမင်းစိတ်ဝင်စားလို့လားစိတ်တော့ဝင်စားတယ်လက်ထဲမှာတော့စောက်စံတပြားမှမရှိဘူး အမေကလည်းဒီနေ့အရက်ဖိုးတော့မပေးနိုင်ဘူးအေးကွာငါတို့မှလည်းပိုက်ဆံမရှိဘူးဘယ်လိုလုပ်ကြမလဲမောင်ခင်ကအရက်ခွက်ကိုတကြိုက်တည်းမော့ပါတယ်ထို့နောက်ခွက်ကိုပြန်ချပြီးတော့အရက်ထန့်ခဲ့ပါတယ်ထို့လားမင်းမိနာမနှောင်းရှိတယ်မလားသွားဖြုတ်ကွာကြက်ဝိုင်းသွားလုံရအောင်နိုင်မအစ်စ်ပြန်ဝင်ပြီလိုက်ဟေ့ကောင်းလေး ိုက်ဆံမရှိမလောင်းနဲ့ကွာမိဘနှတော်ရောက်ပြီးတော့ရတဲ့ပိုက်ဆံနေတော့ကြက်ဝိုင်မသွားယူသွားလဲနိုင်မှာမို့မင်းတို့မိဘကငါမိဘပဲကြော်တော့ရစောက်ဘူကပြောပြန်ပြီငါတို့ကအပိုင်ယူမှာမဟုတ်ပဲနိုင်အစ်စ်ပြန်ဝယ်ပြီးမှလဲမောင်ခင်မင်းစောက်ပစကိုပိတ်တာကြော်တော့ကစိုးရင်စိုးမယ်မိုက်ရင်မိုက်မယ်အောက်တန်းကြတဲ့အလုပ်တော့မလုပ်ဘူး မိဘနှထောင်းရောက်ပြီးတော့ကြက်ဝိုင်းသွားရလောက်ငါမရိုင်းဘူးမင်းတို့မိဘကငါမိဘလို့ပြောပြီးမင်းဆောက်ပါးစားကဒီအကြောင်းတွေနောက်တစ်ခွန်းထားထွင်ငါအဆိုးမဆိုနဲ့အေးပါကွာမပြောနဲ့ဆိုလည်းမပြောတော့ပါဘူးမောင်ခင်ကပခုံးကိုတွန့်ပြပြီးတော့အရက်ခွက်ကိုမော့ပါတယ်ချွန်လာကဘာစကားမှမပြောဘင်းနဲ့အရက်ကိုဇင်ခံပြီးတော့တောင်းနေပါတယ်1980ဒီဇင်ဘာရှိရဲ့ မြန်မာပြည်ကရင်ရနဒေါ်လဆန်တရဲတနင်းလာနေကြော်တွုံးအိမ်ကို မောင်ခင်းနဲ့ထုံးလာတော့လို့အလောတကြီးရောက်လာပါတယ်လက်ထဲမှာလည်းဒုတ်တချောင်းစီနဲ့အေးလေအေးလေဟိုကောင်ကြော်တွုံးပဲမှာလေမောင်ခင်းကခြံဝကနေလန်းအော်ပါတယ်ဒေါ်လာနုကဘာစကားမှမစိုးပဲနဲ့အိမ်ပေါ်ကိုမီးငော့ပြပါတယ်မောင်ခင်းနဲ့ထုံးလာအိမ်ပေါ်ကိုတက်လာကြပါတယ် ကျော်တို့နှစ်ယောက်ခေါင်းမှာ ပတ်တီအဖွေးသားနဲ့အရက်ပလင်းကိုမော့နေပါတယ်။ဟေ့ကောကျော်တို့မင်းအရက်ခါလို့ဆိုမောင်ခင်ကအလောတကြီးမေးပါတယ်။ကျော်တို့ကပြန်မဖြေပဲနဲ့အရက်ကိုပဲမော့နေပါတယ်။ဒီမအေးဘေးနဲ့ကတော့မင်းနေတာကိုမဖြေဘူး။စောက်ရက်ပဲတောင်းနေ။မင်းကိုဘယ်ကောင်လောက်တာလဲ။နားကြီးလက်တာကွာ။ နားကြီးတွေလုံမနေနဲ့မင်းကိုဘယ်ကောင်လောက်တာလဲငါတို့အဲ့ကောင်ကိုအခုသွားရိုက်မယ်ထားလိုက်စမ်းပါကွာမင်းမလို့မင်းမလေးရကောင်နဲ့တူပြီးတော့ဖြစ်မနေပါနဲ့မဖြစ်လို့ရမလားကွာမင်းရိုက်ခံလာရတာလေဗာလေငါတို့ကမင်းကောင်ကပတ်တီကိုလက်ပိုက်ပြီးတော့ကြည့်နေရမှာလားမင်းကိုဘယ်ကောင်လောက်တာလဲဟိုကောင်ကြုံဝင်းတို့အုပ်စုလားမသိပါဘူးကွာဟိုဘက်ရွာထန်းတော့ကပြန်အနောက်ကနေဝင်ရိုက်သွားတာ လက်ဆက်ကတော့အတော်ပြင်းနေရှစ်ချက်လောက်ချုပ်လိုက်ရတယ်ကြော်တုံးကခေါင်းကိုကန်ပြီးတော့ခပ်ပြုံပြုံပြောပါတယ်ဒီမေအေဘေးနဲ့ကတော့အရိုက်ခံလာတာကို ပြုံးနေသေးတယ်မောင်ခင်ကဒေါသတကြီးပြောပါတယ်ကြော်တုံးက အားရပါရပြုံးပြီးတော့အသေးရိုက်မသွားတဲ့အတွက်ပဲဒီကောင်လေးကိုကျေးဇူးတင်ရမယ်ကွာမောင်ခင်ရနို့မွေမင်းတို့ရှိမှငါအခုတော့ရက်ထောင်တန်းနေမှာမဟုတ်တော့ဘူး ဒါကြောင့်မင်းတို့ငါတို့ခဏခဏပြောတာအရက်ကိုအလွန်ကြုံမတော့နဲ့လို့မင်းငါတို့စကားကိုနားမထောင်တော့အခုခံလာပြီမလားထုံးလာကဝင်ပြောပါလေထုံးလာအရင်ကငါလေသူများကိုရိုက်ခဲ့တာပဲမလားအခုပြန်ပြီးတော့ရိုက်ခံရတယ်လေကွာဒါဆန်းလို့လားကြော်တွုံးဆိုတဲ့ကောင်ကသူများကိုရိုက်ရင်လည်းပြုံးပြုံးပဲကိုရိုက်ခံရင်လည်းပြုံးပြုံးပဲ သွေးမကြောင်တတ်ဘူးအေးပါကွာမင်းဘာမှမဖြစ်လဲပြီးရပဲငါတို့ဈေးပင်သာရွာကျက်သွားတိုင်မလို့မင်းလိုက်နိုင်လားမလိုက်နိုင်စရာဘာအကြောင်းရှိလို့လဲရှေ့ထက်လောက်လေးချုပ်ရတာနဲ့တော့ကြော်တုံးလုံးကောင်မလဲပါဘူးဒါဖြစ်ရင်လည်းသွားမယ်ကွာကျက်နိုင်မင်းတရားကိုအရင်နဲ့လောင်းပေးမယ်အေးနေလက်ကြံလေးဖြတ်လိုက်အောင်မေကျော်တော့က ပလင်းထဲကကြံနေသေးသည့်အရက်ကိုကုံအောင်မော့ပြီးမှမတ်တထက်ရပါတယ်။ကျော်တို့လူရမေရဓမြောင်လေးတော့ထက်ခဲ့။သူများရွာကိုသွားမှာဆိုတော့လက်နဲ့လေးပါမှာခေါမှာ။တော်စမ်းပါကွာ။လက်နဲ့မလူပါဘူး။အဓိကလုတ်ရဲကန်ရဲရှိ ਉਹ ပဲလို့တယ်။ကျော်တို့ကအိမ်ပေါ်မှာအရင်ဆင်းပါတယ်။မောင်ခင်နဲ့ထွန်းလာကနောက်ကနေလိုက်ပါတယ်။အမေ ကျွန်တော်ဟိုးဘေးရွာကို သွားလိုက်အောင်မေအပြန်ကြိုက်အမိတွေဘာဝယ်ခဲ့ရအောင်မလဲကျော်တို့ရေဘာမှမဝယ်ခဲ့ပါနဲ့နင်ပြဿနာမရှားလိုက်ပဲငါကြေနပ်ပါ ਈ ဟာဗျာအမေရလေမသိကြောက်ရပဲပြဿနာလိုက်ရှာနေရကောင်းကြလို့နေမဟုတ်လို့လားထက်ကနေရှိရန်ဖြစ်လိုက်ဟိုလူရိုက်လိုက်ဒီလူရိုက်လိုက်နဲ့ငါလူကြီးအိမ်ရောက်ပေါင်းလဲမြားပြီအခုလေခေါင်းမှာပတ်တီအဖွေးသားနဲ့ တော်ပြီဗျာကျုပ်သွားတော့မယ်ဟောက်နေသွားမယ်ကျော်တော့ကရှုပ်ပွားနေတဲ့သမင်းကိုလက်နဲ့ကုပ်ပြီးတော့ထွက်သွားပါတယ်မောင်ခင်နဲ့ထွန်လာကကျော်တော့နောက်ကို အမိလိုက်ပါတယ်မောင်ခင်နဲ့ထွန်လာသူတို့တို့ကကျော်တော့ရဲ့ငယ်တငယ်ချင်းများကျော်တဲ့နဲ့တူလက်ပံပင်ရွာလူမိုက်မြတ်သောကိုတေလူမျိုးပါဖြစ်အောင်ရိုက်ခဲ့တယ်နူ1989ဖေဖော်ဝါရီလ23ရက်နေ့မြန်မာပြည်ကရင်ရ တပုတ်တဲ့လဆန်းဆက်နေရဲ့တောက်ကြနှင်းထုံနှစ်ကကြော်တွန်းမောင်ခင်ထုံလာတငယ်ချင်းတို့ဦးလက်ပံမေရွာကိုနွားပြောက်ရှာဖွေသည့်ကိစ္စနှင့်ရောက်နေကြပါတယ်။ဒုံသားရွာလေလမ်းအတိုင်းရှောက်လာရင်ကခြံတချံရဲ့အရှိကိုရလာပါတယ်။ခြံထဲကနေလူတူဦးထွက်လာပါတယ်။ထိုလူက ကရုံးစတော့စမင်းအရမြင့်မြင့်ဘလတ်ကခတ်တော့ဟေ့ကောင်းလေမင်းတို့ဘယ်ကကောင်းလဲ ဒီရွာမှာတခါမှမမြင်ဘူးပါဦးဟုတ်တယ်ဗျကျုပ်တို့ကဘေးရွာကပါနွားပြောင်လိုက်ဆိုင်နေဒီကိုရောက်လာကြတာအေးအဲ့ဒါတွေငါလည်းမသိဘူးအခုငါအရက်ဆိုင်သွားမလို့မင်းတို့မှပါလာတယ်ပိုက်ဆံကုန်ပြီးခဲ့မလုပ်ပါနဲ့ဗျာအကျိုးတို့မှာကကျိုးတို့ရဲ့အပူနဲ့ကျိုးတို့ပါမင်းတို့ကဘာကောင်းလဲငါကပြီးစုပြီးခဲ့ဒီရွာမှာငါဘာကောင်းလဲဆိုတာမင်းတို့မသိဘူးလား ငါနာမည်မြတ်တောင်းလေးကွာမင်းကမှလူသက်မှုနဲ့ထောင်ကနေထွက်လာတာမြတ်တောင်းကထွန်းလိုက်ရဲ့လက်ဘင်းကိုညှိပြီးတော့ပြောလေးပါတယ်မလုပ်ပါနဲ့ဗျာပြီးစုပြီးပါမယ်မောင်ခင်ကပါလာတဲ့ပိုက်ဆံတွေကို အသာတကြီးထုတ်ပေးပါတယ်ကျော်တော့ကဘာမှဝင်မပြောမြတ်တောင်းကသာစိုက်ကြည့်နေပါတယ်ပိုက်ဆံရသည့်ဖြင့်မြတ်တောင်းကခြံထဲကိုပြန်ဝင်သွားပါတယ်ဟေ့ကောင်ကျော်တော့ပြန်မယ်ကွာ ဆက်လက်မရှာခြင်းတော့ရှာလဲတွေ့မှာမဟုတ်တော့မောင်ခင်ကပြောပါတယ်ကြော်ထုံးကခေါင်းညိတ်ပြပြီးတော့မောင်ခင်ခဏလေးငါရေးစာလို့စောစောကလူစီကိုသွားတောင်းတော့လိုက်အောင်မင်းတို့ငါ့ကိုဒီရပဲစောက်ကြော်နှုံးကမျက်တောင်းရဲ့ channel ကိုဝင်သွားပါတယ်ခြံစည်းကိုကာထားတဲ့တဲ့ကိုချွန်းလာတူကန်ချိုးပြီးတော့ channel ကိုလိုက်ဝင်ပါတယ်ပြို့အင်ရှင်တို့အင်ရှင်တို့ကြော်နှုံးကအော်ခေါ်ပါတယ် ဘသူလဲကွာအထဲမှာရှိရယ်ဝင်ခဲ့အိမ်ထဲကနေမြတ်တော်ကပြန်អော်ပါတယ်ကြော်တော့ကဝင်ပြီလို့မောင်ခင်ကလက်ကိုဆွဲပြီးတော့ဟန်တားပါတယ်ကြော်တော့ရှော့မောင်ခင်ကထုတ်ကိုကြော်တော့ကိုကမ်းပေးပါတယ်ကြော်တော့ကဆွဲယူပြီးတော့အထဲကိုဝင်ပါတယ်မောင်ခင်နဲ့ထွန်းလာကနောက်ကနေလိုက်ဝင်ပြီးတော့အိမ်တကားကိုစစ်ထားခဲ့ပါတယ်။မြတ်သောကအိမ်ထဲမှာအရက်တောင့်နေပါတယ်။ ဒုတ်ကင်ပြီးတော့ဝင်းလာတော့ကြော်နုံးတို့ကိုမြင်သည်နှင့်အရက်ပလင်းကိုဆွဲပြီးတော့မတက်ထပ်ရလိုက်ပါတယ်ကြော်နုံးကဘာမှပြောညမပြောနဲ့ဒုတ်နဲ့ပြေးရိုက်ပါတယ်မြတ်သောကဘေလက်နဲ့ကပြီးတော့ညာလက်ထက်ကအရက်ပလင်းနဲ့ရိုက်ပါတယ်ကြော်နုံးကရှောင်ပြီးတော့အရက်ပလင်းကိုကင်ထားသည်ညာလက်ကိုလဲရိုက်ပါတယ်မြတ်သောလက်ထက်မှာပလင်းလွတ်ကျသွားပါတယ်တီတော့မှမောင်ခင်ကမြတ်သောရဲ့ခေါင်းကိုဒုတ်နဲ့ပြေးရိုက်ပါတယ်ဖြောင်းခနဲ့အသံနဲ့တူ မြတ်တောင်လဲထွက်သွားပါတယ်။ထွန်းလာကမြတ်တောင်လွတ်ကျသွားသည် ပလင်းကိုကောက်ပြီးတော့မြတ်တောင်ရဲ့ခေါင်းကိုအားကုန်ရိုက်ခွဲပါတယ်။ခွမ်းကနဲ့အတန်နဲ့တူမြတ်တောင်ရဲ့နဖူးထက်မှာ သွေးတွေစီးကြလာပါတယ်။ထွန်းတော်လဲကျသွားပါတယ်။ဟေးအယမ်းမလုံနဲ့ဒီခေါင်းကြီးက မနေ့ကမှထောင်ကထွက်လာတာ။ကြော်တော့ကတောက်ရီအိုးထဲမှာရေတစ်ခွက်ကိုခတ်ပြီးတော့မော့သွားပါတယ်။ကြော်တော့မဲလက်ထက်ကဒုံလေးပြီးစံပါဦး။ ဒီမေဘေးကို၄ကြက်လောက်ထရရအောင်ထွန်းလာကလဲကြနေသည့်မြတ်သောကိုခြေထောက်နဲ့ကံပြီးတော့ပြောပါရယ်ရော့ကွာရိုက်တော့ရိုက်မသေးစင်းနဲ့အောင်ထွန်းလာကဒုတ်ကိုဆွဲယူပြီးတော့မြတ်သောကိုတစ်ချက်ပြီးတစ်ချက်ဆင့်ရံပါရယ်မြတ်သောတဲ့အီညင်းညူပြီးတော့သွေးရိုင်ထဲမှာ ခွေခွေလေးလဲနေပါရယ်ထွန်းလာကြော်တော့ကွာတီးတော့အောင်မယ်မောင်ခင်ကထွန်းလာကိုဝေထိုင်းပါရယ်ကြော်လုံးက ထွန်းလာထံကိုရေတစ်ခွက်ကမ်းပေးပါတယ်။ထွန်းလာကရေကိုမတော့ဘဲနဲ့မျက်နှာပေါ်ကိုလောင်းချပါတယ်။မောင်ခင်ရေတော့မလား။တော်ပြီ။ငါမတော့တော့ဘူး။မောင်ခင်ကမြတ်သောအိတ်ကထဲကပိုက်ဆံကို ပြန်ယူပါတယ်။ရေလဲတော့ပြီပြီ။အကျွေးလဲတောင်းပြီပြီဆိုတော့ပြန်ကြမယ်ကွာ။ထောင်ထွက်လူမကြီးကျောက်တော့ကိုခွင့်ပြုပါအောင်။ကျော်တော့က တို့အိမ်ထဲမှာလဲနေတော့မြတ်သောကိုကြည့်ပြီးတော့ပြောပါတယ်။ထို့နောက်သုံးဦးလုံးအိမ်ထဲမှာခက်တီတီပြန်ထွက်လာကြပါတယ်။ဟေ့ကောင်လေးလူကြီးအိမ်ကိုသွားမယ်။ဟာကွာကြောတော့မင်းကတော့လောက်တော့မင်း။တီရွာသားကိုရိုက်ပြီးတော့လူကြီးစီကိုပါသွားလို့မှလဲ။တက်တက်မဲ့အဖမ်းခံရအောင်လုပ်နေရလား။မောင်ခင်မင်းတော်ရှာရှိတဲ့ကောင်ပဲ။ရိုက်တာကရိုက်တာပဲ။လူတဲ့တဲ့ချောင်းကဲကောင်းပါလေကွာ။မင်းကောင်ကြည့်ရတာ အခြေအနေမှဘူးသွေးထွက်လုံပြီးတော့သေနေဦးမယ်သေးမှငါတို့အမှုပတ်မှာအေးဒါလည်းဟုတ်တာပဲသွားမယ်ကွာသုံးသားခတ်တီတီနဲ့လူကြီးရင်ကို သွားကြပါရင်ရွာလူကြီးကရွာမြောက်ပိုင်းမှာနေပါရင်ထို့ကြောင့်ရွာမြောက်ပိုင်းကိုရောက်လာကြပါရင်ခြံထဲကိုလူစိမ့်သုံးဦးဝင်လာသည်နှင့်အင်းရှိကူးပြစ်မှာရေနွေးထိုင်တောက်နေတော့လူကြီးမျက်မှောင်ကျုပ်သွားပါရင် ကျွန်တော်တို့ကကုပြင်းအားထီလာပြီးတော့ဒီကဦးလေးကလက်ပမင်ရွာရဲ့လူကြီးမလားမသိဘူးဟုတ်ပါတယ်မောင်ရင်တို့ကဘသူတွေလဲကျို့တို့ကဘီးရွာကပါရွာလူကြီးကိုအကြီးကြီးတဲ့တခုလာပေးတာဘာတဲ့င်းများလဲအလူကြီးတို့ရွာကကိုမြတော်အရိုက်ခံရလို့ဗျာအာသူ့အိမ်ကိုသွားပြီးတော့စီကန်းလေးပါလေပို့ပေးလိုက်ပါဦးဗျာဟေး မြတ်တော်အရိုက်ခံလို့ဟုတ်လားဒီကောင်မနီးကမှထောင်ကထွက်လာတာပါဘလို့ဖြစ်တာလဲရိုက်တာကတော့ကျုပ်တို့သုံးဦးမယ်လူကြီးကောင်ကကျုပ်တို့ကိုအရင်မိုက်ကြီးလာခွဲလို့ဆော်လိုက်တာအဲ့ဒါအခုမောက်သွားပြီ လူမသိသူမသိရိုက်ခံတော့သွေးထက်လွန်ပြီးတော့တီးမာဆို့လို့ကျုပ်တို့ကလူကြီးကိုလာပြောပြတာကျုပ်တို့ကိုသွားခွင့်ပြုပါဦးကျော်တော့ကပြောချင်တာပြောပြီးတော့ထွက်သွားပါတယ်ရွာလူကြီးမှာတော့ပါဇက်ဟောင်းတာပြည့် ကြောင်အန်းအန်းကြံခဲ့ပါတယ်။လက်ပတ်မေရွာလူမိုက်မြသောကိုတေလူမျိုးပါဖြစ်အောင်ရိုက်သွားသူမှာသူတို့သုံးဦးမှရွာလုံးကြီးနေမြသောကလွေ၍မြည်သူမှမသိသူတို့သုံးဦးကလည်းဟန်မပြစ်ရွာထဲမှာရှိတဲ့အရက်ဆိုင်မှာတော့အရက်အေးဆေးတောက်သွားကြပါတယ်။မြသောလည်းထိုနေ့ကစပြီးတော့တေတိထီနလန်မထူတော်ဘူး။